တနင်္သာရီတိုင်းဒေသကြီးတရက်ချောင်းမြို့နယ်ပန်းပြင်ကျေးရွာနဲ့တရက်နှခွကျေးရွာကြားဒဝင်ဘိတ်ကားလမ်းမှာရေနစီးတိုက်မှုဖြစ်ပွားခဲ့ရာကနေအမျိုးသမီးနှစ်ဦးသေဆုံးပြီးရင်မောင်းအမျိုးသားတအိုးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။မလ10ရက်နေ့မိုးလဲ3နာရီခန့်ကတရက်ချောင်းမြို့နယ်ပန်းပြင်ကျေးရွာနဲ့တရက်နှခွကျေးရွာကြားဒဝင်ဘိတ်ကားလမ်းမှာဘိတ်မျိုးဘက်ကနေဒဝင်မျိုးဘက်ကိုမောင်းနှင်လာတဲ့ 22ဘိန်းတွဲကောင်းကုန်တင်ရင်နဲ့ဒဝဲမျိုးဘက်ကနေဘိန်းမျိုးဘက်ကိုမောင်းနှင်လာတဲ့ Toyota Town Ace ရင်တို့မျက်နှချင်းဆိုင်တိုက်မိတာဖြစ်ပါတယ်။ရင်တိုက်မှုကြောင့် Toyota Town Ace ရင်ရဲ့ခေါင်းကမ်းမှာလိုက်ပါလာတဲ့အသက်30နဲ့အသက်40ရွယ်အမျိုးသမီးနှစ်ဦးဟာအခင်းဖြစ်နေရာမှာပဲသေဆုံးခဲ့ပြီးရှင်မောင်းဖြစ်သူအမျိုးသားဟာလည်းထိခိုက်ဒဏ်ရာရပြင်းထန်စွာရရှိခဲ့ကြောင်းနဲ့22ဘိန်းတွဲကောင်းကုန်တင်ရင်ဟာရင်တိုက်မှုကြောင့်လမ်းမေးကိုထိုးကျသွားခဲ့တယ်လို့ဒေသခံတို့ကပြောပါရယ်။ ၎င်းကဆက်လက်ပြီးရေတိုက်မှုဖြစ်ပွားခဲ့တဲ့အချိန်မှာလမ်းဘေးဝဲရာမှာမြက်တော်တွေကိုမီးရှို့ထားတော့ကားလမ်းပေါ်မှာမြင်ကွင်းမရှိမဲဝင်တိုက်မိကြတာလို့လည်းပြောကြပါဗျ။ထိခိုက်သေးဆုံးသူတွေကဘယ်ကလာကြလဲတော့မသိရသေးဘူးလို့ပြောပါဗျ။ရေတိုက်မှုကြောင့်သေဆုံးခဲ့ကြရတဲ့အမျိုးသမီးနှစ်ဦးရဲ့ရုပ်အလောင်းတွေကိုတရချောင်းမြွနယ်ပြည်သူ့စေယုံမှရှိတဲ့ရင်ခွဲရုံကိုမြက်ပါရမီပရဟိတလူမှုကူညီကေဆေးရဲ့အဖွဲ့တရချောင်းကပို့ဆောင်ပေးခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ရင်မောင်းအမျိုးသားကိုဒဝဲမြို့မှာရှိတဲ့ပြည်သူ့စေယုံကြီးကိုစပူတီရီလူမှုကူညီကေဆေးအဖွဲ့ဒဝဲကပို့ဆောင်ပေးခဲ့ကြောင်းဒေသခံတွေထံကသိရပါဗျ။